ဝမ်ပေါင်ကိုအမုတ်ချေရလို့ပဲစပြောကြရမယ်ပြို့ဝမ်ပေါင်ကအညာသားရိနေညိပါဒီကနေ့ဝမ်ပေါင်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေလျက်ရှိပါတယ်မနေ့ကကျွန်တော်တို့အာနာရဲ့ဘဟုချက်အာနာရဲ့ဘဟုချက်အညာတော်လန်ကြီးရဲ့ဝင်ယူဟာအညာလို့ကျွန်တော်တို့ပြောဆိုပြီးမနေ့ကပဲကြားသွားလာမသိဘူးဗျာ အောက်တိုဘာ24ရက်နေ့ဒီကနေ့မှာလဘရောင်းတောင်ကြီးနီစီမံကိန်းဝမ်ပောင်ကုမ္ပဏီတဲကို short right down 15လုံးနဲ့မနေပြက်ခတ်တိုက်ခိုက်ခဲ့ပါတယ်အညာသားတွေနဲ့ဝမ်ပောင်နဲ့တော့ညှိပါပြီတရက်ခုမမ short right down နေနဲ့ပြက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ပြင်းထန်တဲ့ပောက်ကွဲမှုတွေဝမ်ပောင်ကုမ္ပဏီထဲမှာ ဖြစ်နေတယ်လို့ကျွန်တော်အကြံမြင်သိရှိထားရပါတယ်။စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ရဘောင်းတော်ကြီးနေစီမံကိန်းအတွင်းမှာရှိတဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီထဲမှာဖက်စစ်တပ်အင်အား900လောက်တပ်ဆွဲထားပါတယ်။အဲ့ဒီစစ်တပ်ဟာဒေသခံကြီးရွာတွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်။အော်တိုဘန်23နေ့ညပိုင်းမှာတော့တော်လိုင်းကြီးတပ်တွေဟာနေရာဘုံစုံကနေပြီးတော့ ဝမ်ပေါင်းကုမ္ပဏီဝင်တဲ့ကိုတရားခုမမရှော့လိုက်ဒုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါလေကုမ္ပဏီဝင်အတွင်းကျဲလောင်တဲ့ပေါက်ကွဲတန်တွေမိတွေလောင်ကျွမ်းကုန်နေအရေးပေါ်အုပ်အော်ဆွဲတန်တွေတညာလုံးထွက်ပေါ်နေမိသားကားတွေစစ်ကားတွေရဲကားတွေနဲ့ယုံရင်းဆန်ခတ်ဖြစ်နေတယ်အဲ့တော့ဘာတွေထိလဲဆိုတာတော့တေချာအတိအကျမသိရပါဘူးမိဟုံဟုံတောက်နေတယ်လို့တော့ သိရပါတယ်ဝမ်ပုံလေးကစစ်တပ်ဟာပြည်သူကိုဒုက္ခပေးနေတယ်ဝမ်ပုံလေးကစစ်တပ်ဟာတရုတ်ဝမ်ပုံကုမ္ပဏီထဲမှာစစ်တပ်ကိုအခြေစိုက်ခွင့်ပေးထားပြီးတော့အနီးပတ်ဝန်းကျင်ကျေးရွာများကိုဘာတိုက်ပွဲမှမရှိပဲအကြောင်းမဲ့ပြစ်ခတ်ခဲ့တယ်။ဖောင်းကတာကျေးရွာမိုးကျိုးပြင်ကျေးရွာ မဲဇလီကန်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်။အော်တိုဘာ20ရက်နေ့မှာဆိုရင်ဝမ်မွေးရွာတစ်ပလောင်ရွာလမ်းခွဲနားမှာရှိတဲ့ဝမ်ပေါင်ကုမ္ပဏီဝင်းအဝင်ကိစစ်တပ်တနက်နေ့ရန်တမ်းပစ်ခတ်မှုကြောင့်ဝမ်မွေးရွာသားတအူဒဏ်ရာရရှိခဲ့တယ်။ဝမ်မောင်ကုမ္ပဏီမှာရှိတဲ့စစ်တပ်ဟာစာလင်ကြီးမြို့နယ်မှာစစ်ကြောင်းထိုးတာတွေတရဇက်လောက်တာကြောင့ လေချောင်းနဲ့တိုက်ခိုက်မှုတွေလှုပ်တာကြောင့်ရွာသူရွာသားမြောက်များစွာဆေးပေးရှောင်ကြရတယ်။ဒီသတင်းကတော့အားလုံးသိပြီးသားဖြစ်မဲ့သတင်းဖြစ်ပါပါ။နောက်ဆုံးအခြေအနေကိုကျွန်တော်စကိုင်းတိုင်းဆာလင်ကြီးကဒေတာအခြေစိုက်တက်တွေစီကိုလှမ်းပြီးတော့အတီးပြုတ်ချက်ယူပါတယ်။အတီးပြုတ်ရဲ့ယူတဲ့အချိန်မှာလက်ရှိဝမ်ပောင်ပပလေ၄မိုင် ပတ်လည်မှာ how is are 0.5ဒီပပလေစင်နာတဲ့အခြေအနေ ်ရှိပါတယ်။လေးမိုင်ပတ်ပတ်လေကိုတော်လိုင်းတက်တွေကတ်လို့မရတဲ့အချိန်ကြီးကြားရပါတယ်။အဲ့တော့တော်လိုင်းတက်တွေဟာစစ်တပ်တွေကဝမ်ပေါင်ထွက်မလာမချင်းဝမ်ပေါင်ကိုမီးနဲ့တိုက်မယ်လို့ကြုံဝါထားပါတယ်။ဆာလင်ကြီးမြို့နယ်ကဏီမြို့နယ်ရင်းမာပြည်မြို့နယ်ရင်းမာပြည်ခရိုင်လေးမြို့နယ်ရင်းမာပြည်ခရိုင်ဟာတော်လိုင်းတက်အကောင်ဆုံးဒေတာဖြစ်ပါတယ် စကိုင်းတိုင်းတတိုင်းလုံးမှာဆိုရင်ရင်းမပင်ခရိုင်ထဲမှာ MOD NUG အောက်ကတက်ရင်တွေအပါဝင်ပကပပလပပအဖာများဒါရီအပါအဝင်ထပ်ပြီးတော့ LDF ဆိုတဲ့ဒေတာပျောက်ကြားတက်ဖွဲ့တွေအပါအဝင်တပ်ပေါင်းရှာနေကြီးရှိပါတယ်ထပ်ပြီးတော့အဓိကစာလင်းကြီးစာလင်ကြီးမြို့နယ်ထဲမှာရှိတဲ့1ပေါင်ကုမ္ပဏီ အခြေစိုက်ထားတဲ့စာလင်းကြီးမြို့နေ NUG MOD အောက်ကတရင်ပေါင်း36ရင်းရှိပါတယ်ဘကပါပလဖပါအဖများအပါဝင် အခြားဒေသပျောက်ကြားတပ်ဖွဲ့များနေဆိုတပ်ဖွဲ့ပေါင်း90နီးပါးရှိပါတယ်ကဲရဲဘော်လူကြီးမင်းအောင်လိုင်းကတော့လူရွေးမှားသွားပါပြီသူဂျိုစီဘောက်ကိုကာကွယ်ပေးနိုင်သူဟာမင်းအောင်လိုင်းလို့တရုတ်ကရွေးချယ်ပြီး ငါတို့ပြည်သူတွေကိုတတ်ဖို့တရုတ်ကလက်နက်ထုတ်ပြီးနေတယ်။ပတ်စံတွေကုညီပေးနေတယ်။နှီးပညာတွေအကူအညီပေးနေတယ်။အဲ့တော့ပါရရင်နားပြန်ကြိုက်ရမယ်ငါတို့ပြည်သူတွေအခြေအနေ။အဲ့ဒီပြည်သူကိုတတ်ဖို့လက်နက်ခရမ်းချီစံနှီးပညာများ ပေးနေတဲ့တရုတ်နိုင်ငံရဲ့အဓိကမြန်မာပြည်အကျိုးစီးပွားထဲမှာ လပောင်းတောင်ဂျင်းနီစီမံကိန်းပါဝင်နေပါတယ်။ဒါကြောင့်မို့ပြည်သူကိုတတ်တယ်လို့စီးပွားရေးကိုစီးပွားရေးနဲ့တူအောင်မလုပ်ဘဲပြည်သူကိုတတ်ပြီးစစ်တပ်နဲ့ပေါင်းကာတိုင်းပြည်အနာဂတ်ကိုကြောက်ထဲဆွဲချနေတဲ့တရုတ်အတွက်ဝမ်ပောင်းကိုလက်တုံပြန်ဖို့လိုပါလိမ့်မယ်။ဘလို့လက်တုံပြန်မလဲဆိုအမှောက်ခြေပြကြရပါတယ်။အညာသားတွေနဲ့ဝမ်ပောင်းညှိတဲ့ပွဲမှာတော့ ဘယ်ခံနိုင်ပါလဲရတဲ့နီးနဲ့ဝမ်ပေါင်းကိုမီးတိုက်ပစ်ပါစောင်းနီးမှာရှိတဲ့တရင်တပ်ဖွဲ့တွေအကုန်လုံးဝမ်ပေါင်းကိုတရဆက်ဖိတိုက်ပါလူရွေးမှားသွားတဲ့တရုတ်နောင်တန်းမျက်ရည်ဒူးနဲ့တုတ်ရပါလိမ့်မယ်ဒူးနဲ့မျက်ရည်တုတ်ကိုတုတ်ရအောင်တရုတ်ကိုငါတို့လုတ်ကိုလုတ်ရပါလိမ့်မယ် BNN ထုံးနှလုံးမူပြီးတော့ တရုတ်ဟာငါတို့ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့အသက်အိုးအိမ်စီးစိမ်ကိုဒုက္ခပေးနေတယ်ဆိုတာထင်ရှားနေတဲ့အတွက်ငါတို့ကလည်းသူတို့ရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဂယုစိုက်ရှာမလိုဘဲနဲ့ပါရရင်နားကြိုက်တဲ့အနေနဲ့တရုတ်လူရွေးမှားသွားပြီဆိုတာကိုတတ်သိပြဖို့ဝမ်ပောင်ကိုအမှုတ်ချပြကြပါ ဝမ်ပောင်တွေကအဲ့စစ်ကြောင်းမထွက်မချင်းဝမ်ပောင်ကိုရတဲ့နီးနဲ့မီးတိုက်ပါလို့ဒီနေရာကနေတော်လိုင်းတက်ဖွဲ့အပေါင်းကိုပြောလိုပါတယ်ဝမ်ပောင်ကိုရရင်သခိုင်းတိုင်းကိုရသလိုပါလက်ရှိအချိန်မှာကလေးတမှုလက်မကိုဖွင့်ဖို့စ조사နေတဲ့ဖက်စစ်တပ်ဟာဝမ်ပောင်လက်ဘောင်တောင်ဂျင်းနီစီမံကိန်းကိုကာကွယ်ဖို့အတွက်လေထောင်ထဲချီတဲ့အင်အားတွေလွတ်ပါလိမ့်မယ်အဲ့တော့ဝမ်ပောင်ဟာစစ်တပ်နဲ့ တယုတ်ရဲ့အကျိုးစီးပွားအသိအနှလုံးတစ်ခုဆိုတာငါလူတို့ကောင်းကောင်းသိလိမ့်မယ်ထင်ပါတယ်။ကဲအညာရဲဘော်တို့ကြီးမန်ပောင်နဲ့အညာနဲ့ညှိကြပြီ။ဒီပွဲမှာအညာဘက်ကတတိုင်းပြည်လုံးရက်တည်ပါတယ်။ဝမ်ပောင်ကိုအမုတ်ခြေတဲ့ပွဲမှာတိုင်းသူပြည်သားနိုင်ငံသားအပေါင်းကတောင်းတောင်းဖြားဖြားကြိုဆိုလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒါနဲ့တက်တူမှာမနေ့ကကျွန်တော်ပြောခဲ့သလိုပဲ။ ဝမ်ပောင်နဲ့ကြောက်ဖြူပါတရုတ်ရဲ့အကျိုးစီးပွားအသေးနှလုံးဖြစ်ပါတယ်ဝမ်ပောင်ပြီးရင်တော့အာခတ်တက်တော်အီရဲ့ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲနဲ့အတူတေဂျီမင်းလူကြွေးမှားသွားပြီဆိုတော့ငါတို့တော်လန်ရေးရဲ့နှလုံးသွင်းတဲ့လေပတ်တဲ့ရေးရင်မှုက ပြတ်တာမယ်တတိုင်းပြည်လုံးကပြည်သူလူထုတည့်ရလုံးကလည်းဝမ်ပောင်ကိုအမှုတ်ချီမဲ့ မီးလောင်တိုက်သွင်းမဲ့အညာသားတို့ရဲ့တက်သည့်ကိုတောင်းတောင်းဖြားဖြားကြိုဆိုပေးပါလို့ပြောရင်ကဲတေုတ်ကြီးမင်းလူရွေးမှားသွားပါဂျေဇုတင်ပါ